ခုမိတ်ဆွေတို့ကို မျှဝေပေးမှာကတော့လူတိုင်းရနိုင်တဲ့အခွင့်အရေး၆ခုကိုမျှဝေပေးပါမယ်။လူတိုင်းဒီပါမွေးဖွားလာကြတဲ့ကပိုင်ဆိုင်ပြီးသားဒါမှမဟုတ်ကြိုးစားရင်ရနိုင်တဲ့တန်ဖိုးရှိတဲ့အခွင့်အရေး၆ခုကိုမျှဝေပေးပါမယ်။နံပါတ်၁မအောင်မြင်မရှင်ကြိုးစားခွင့်ရှိရှင်ဒါဟာအဖို့မဖြစ်နိုင်တဲ့အခွင့်အရေးတစ်ခုပါ။ပထမအကြိမ်ဒုတိယအကြိမ်နဲ့နောက်ထပ်အကြိမ်ပေါင်းများစွာမအောင်မြင်ရင်တော့အောင်မြင်တဲ့အထိဆက်လက်ကြိုးစားခွင့်ရှိပါတယ်။ ဒီအခွင့်အရေးဟာလူတိုင်းအတွက်တန်းတူရှိနေပြီးဘေးရာကမှကန့်သတ်ထားတာမျိုးမရှိပါဘူးဆုံးဖြတ်ချက်ခိုင်မာမုံနဲ့ဇွေးလုံးလားကသာအထူးကြပါတယ်နံပါတ်1ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့အရာတွေကိုမြင်အောင်ကြည့်တဲ့ချင်းဘဝမှာကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးရှိပေမဲ့ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့အရာတွေလေအများကြီးရှိပါတယ်ဥပမာကိုယ့်ရဲ့စိတ်နေသဘောထားပြုအမုံအားထုတ်မှုအချိန်ကိုစီမံခန့်ခွဲမှုနဲ့ ုံပြန်မှုတွေပါဒီအရာတွေကိုမြင်အောင်ကြစ်တတ်ပြီးထိန်းချုပ်နိုင်ပြီဆိုရင်ကိုဘဝကို ကိုယ်တိုင်ပုံဖော်နိုင်တဲ့အခွင့်အရေးကိုရရှိမှာဖြစ်ပါတယ်နံပါတ်3တင်ယူလစ်လာရှင်စိတ်ရှိရင်အားလုံးတင်ယူနိုင်ခြင်းပညာဆိုတာလူတိုင်းအတွက်တကားဖွင့်ထားပါတယ်တင်ယူရှင်စိတ်ရှိရင်ဘေးအသက်ရွယ်မဆိုဘေးအချင်းနဲ့မှမဆို အရာရာကိုတင်ယူနိုင်ပါတယ်အခုခေတ်မှာအင်တာနက်ကတဆင့်ဖြစ်စေစာအုပ်တွေကတဆင့်ဖြစ်စေ ဆရာသမားတွေကတဆင့်ဖြစ်စေတင်ယူစရာတွေပိုများစွာရှိနေပါတယ်တင်ယူလေ့လာခြင်းကကိုယ့်ရဲ့အသိပညာအတွေ့အကြုံနဲ့ရည်အချင်းတွေကိုတိုးတက်စေပါတယ်နံပါတ်၄အလုတ်စ조사ခွင့်ရှိရှင်조사အထောက်မုံဆိုတာဘသူကမှကန့်သက်လို့မရတဲ့အရာတစ်ခုပါဘေးအလုတ်ကိုပဲလုံးလုံးဘေးနေပင်မှာပဲရှိရှိအလုတ်조사ခွင့်ဆိုတာအမြင့်ရှိနေပါတယ်조사အထောက်မုံက ကိုလိုချင်တဲ့ပန်းနိုင်ကိုရရှိစေဖို့အရေးကြီးဆုံးသောတွက်ချက်တစ်ခုဖြစ်ပါတယ်။နံပါတ်5အရှင်ကိုကောင်းကောင်းအသုံးချပိုင်ခွင့်ရှိရှင်လူတိုင်းအတွက်တနေ့ကို24နာရီတန်းတူရရှိပါတယ်ဒီအချိန်တွေကိုဘလို့အသုံးချမလဲဆိုတော့အခွင့်အရေးကတော့လူတိုင်းလက်ထဲမှာရှိပါတယ်အရှင်ကိုထိရောက်စွာအသုံးချရှင်အကျိုးရှိရှိစီမံခန့်ခွဲခြင်းကကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့အနာဂတ်အတွက်များစွာအထောက်အကူပြုပါလိမ့်မယ်နံပါတ်6လူချမ်းသာမဖြစ်ရင်လည်း လူကောင်းဖြစ်ခွင့်ရှိရှင်ငွေကြေးချမ်းသာတာကလူတိုင်းအတွက်ဖြစ်နိုင်ပေမဲ့လူကောင်းတယောက်ဖြစ်ခွင့်ကတော့လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်ကောင်းမွန်တဲ့စိတ်နဲ့မှန်ကန်တဲ့ပြုမှုစာနာတတ်တဲ့နှလုံးသားနဲ့အခြားသူတွေကိုကူညီနိုင်တဲ့စိတ်ထားတွေကိုကိုယ်တိုင်ပြည့်ရွှေရုံသားမှာကပတ်ဝန်းကျင်ကိုပါကောင်းကျိုးပြုနိုင်ပါတယ်အထက်မှာဖော်ပြခဲ့တဲ့အခွင့်အရေး၆ခုဟာလူတိုင်းနီးပါးပိုင်ဆိုင်နိုင်တဲ့တန်ဖိုးရှိတဲ့အရာတွေဖြစ်ပြီးမှန်ကန်စွာအသုံးချတတ်မယ်ဆိုရင်မိမိရဲ့ဘဝကို ပုံမှန်လှပအောင်ဖန်တီးနိုင်မှာပါ။